ရီလို့ခေါ်တဲ့ရထားလုံးတွေကိုယနေ့ထက်တိုင်းအသုံးပြုနေစေဖြစ်တယ်မင်းရဲ့ National Costume လေးကတော့ပြုံးလင်ကိုစားပြုအနေနဲ့ပေါ့နော် Simple on Mimi လို့နာမည်ပေးထားပါတယ်ပြုံးနယ်စီလန်ပေါ့နော်ရထလုံးလေးနဲ့ဒီမြင်းလေးနဲ့ကိုခြားပြခဲ့တာပါအဲ့တော့ ဒီ idea ကကျတော့နှစ်ယောက်ပေါင်း idea လာတော့ဒီမှာလေး idea ကို design တာကိုပြောဖြစ်တာအာဟုတ်ဒီဟာလေးကိုလုတ်ဖြစ်တဲ့ idea ကတော့မြက် city director အမပေါ့နော်အမမြက်တီလိုင်းရယ် designer ရယ်မြက်တို့ရယ်အကုန်လုံးပေါင်းပြီးတော့ပေါ့နော်အနှစ်တိုင်းပြနေကြပန်းနေတဲ့ကနေခွဲထွက်ပြီးတော့ရွေးလိုက်တာပါတို့ကဒီဘုဆောင်လေးပို့ပြီးတော့စုပေါင်းမှာပေါ့မှတ်လုပ်ရတဲ့အချိန်ကိုဘယ်လိုလေးခံစားရလဲဘယ်လောက်ကြီးလုပ်ရနိုင်တယ်လို့ခင်ဗျ ဟုတ်အကောင်းဆုံးတော့ချပြခဲ့ပေါ့နော်အပြီးတော့ရထလုံးပါဆွဲရတဲ့အတွက်ကြောင့်နည်းနည်းလေးဟန်တယ်မဖြစ်တာတော့ရှိရပေါ့နော်အဲဒါပေမဲ့လို့အကောင်းဆုံးချပြခဲ့တယ်ဒီပြုံးလင်ရဲ့ကိုစားပြုအနေနဲ့ဒါဝစ်စင်ဝင်ရတဲ့အတွက်လည်းအရင်ပြောရှင်ပါတယ်စတောင်းဖြစ်တဲ့မှုလည်းပြချင်တယ်ပေါ့နော်ရှေ့ရမြင်းတကောင်အနေနဲ့အဲ့အတွက်တော့မနိုင်ပါတော့မစိုးရိမ်ဘူးအကောင်းဆုံးဆွဲသွားမယ်ပေါ့နော်ဒီရထလုံးကိုကပဲဟန်တယ်လောက်ကဆိုတော့အကောင်းဆုံးဆွဲသွားနိုင်မယ်ဆိုတဲ့ယုံကြည်ချက်ရှိရတယ်ဒါပေမဲ့ အဲဆင်ရယ်ပြီးတော့ကြတော့ဖိန်ရယ်ပြီးတော့ဝင်ယူကလည်းအဖြောင်းမဲ့လှုပ်ထားတာဆိုတော့ဗောနည်းနည်းလေးအကွေ့တွေပါတယ်မှာတော့နည်းနည်းလေးတော့အဲ chance ဖြစ်တာရှိရယ်ဗောနော်ဒါပေမဲ့အကောင်းဆုံးတည်ဆောင်သွားနိုင်ပါအဲ့တော့ဒါဆီပေါ်မှာကိုခလိုက်ကြတယ်အမှန်တော့ဟောလို့ဟောတဲ့ပိတ်သက်အတန်ပေါ့အတန်ကြားရတယ်ဘလောက်ဒီစိတ်လှရှားအဟမ်းဘလောက်ဒီစိတ်လှရှားရလဲဆိုစိတ်လှရှားမှုကပြပြလို့မရအောင်ပဲအပေါ်ထိမြင့်တက်သွားရဲ့အော် သူတို့ဒါကိုမြင်လိုက်တဲ့အချိန်မှာ အော်မိုင်းလိုက်တာဆိုရယ်ခံစားချက်ကိုအပြည့်အဝပေးလိုက်နိုင်တယ်လို့ပေါ့နော်အဲ့လိုမျိုးခံစားပြီးပီတိဖြစ်တယ်ကိုယ်တိုင်ရောဒီဥဆုံးလေးလင်းနဲ့ဟိုစမြင်ခြင်းအချိန်မှာအော်မိုင်းလိုက်တာဆိုတဲ့စိတ်ကဘာလို့လဲတရားရခိုင်တော့ပေါ့ရှင်ဟုတ်အရင်လဲ ဒီဇိုင်နာစိတ်ကူးစိတ်တင်လဲအရင်ကောင်းတယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်မြင်းဆိုလို့ရှိရင်အနက်တည်းအညိုတွေမြင်နေကြပေါ့နော်ဒါပေမဲ့ဟိုမြန်မာမှုကိုလည်းပြကျင်တယ်ပြီးတော့နန်းဆန်တဲ့ဟာပေါ့နော်တော်ဝင်ဆန်တဲ့ဟာကိုလည်းချပြကျင်တော့အဖြူလေးကိုရွေးလိုက်တာပြီးတော့သူ့ရဲ့ချက်ဝတ်တန်စာရဲ့အကုံလုံးရွှေလေးနဲ့ဆင်လိုက်တာပေါ့နော်အဲတော့အဖြူနဲ့ရွှေနဲ့ကတော့ဘာပဲပြောပြောအကုံလုံးသဘောကျကြရဲ့အရာလက်စလူဆန်တဲ့အရာဆိုတော့ဒါကိုမြင်လိုက်တဲ့အချိန်မှာအရန်အရန်စိတ်ကျင်နေခဲ့ရပါဘူး စင်ပေါ်မှာလွဲချုံမှာတော့နည်းနည်းစိုးရိမ်နေပေါ့နော်ဒါပေမဲ့မြတ်တို့ကအကောင်းဆုံးချပြမယ်ပရိသတ်တွေကို entertainment အနေနဲ့ရောပြင်ဦးလေမျိုးကိုလည်းကိုစားပြုအနေနဲ့ဒါကိုတခြားချပြမယ်ဆိုရဲစိတ်နဲ့ပဲကောင်းကောင်းလေးကြိုးစားခဲ့ရပါအခုဒါလေးကိုချပြလိုက်တဲ့အတွက်ပြင်းလင်းမှရှိတဲ့လူတူတယောက်ချင်းစီကလည်းမျက်ကိုပို့ပြီးတော့အဲချစ်ခင်နှစ်သက်လာမယ်လို့ခံစားမိရပေါ့နော်ပြီးတော့မျက်ကိုအကြံဉာဏ်လေးလည်းချက်ပေါက်မှလာပေးလို့ရပါတယ်လိုအပ်တာလေးရှိရင်လည်းလာပြောပြလို့ရပါတယ်လို့ဒီနေရာကနေပြောချင်ပါတယ်ရှင် အထိပေါ့နော်ဒါလေးကို scope ပေးကြမယ်ဒီအရင်ရော final လည်းဒါလေးပြောထားပေးပါဟုတ်ကဲ့ရှင်အဲမြက်ကိုစပြီးရော city winner crown ဆောင်ကလေးကနေပြီးတော့ခုပြိုင်ပွဲဝင်တစ်လျှောက်လုံးရောနောက် final နေ့ထိပါအားပေးချစ်ခင်ပေးကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုဒီနေ့ကနေကျေးဇူးအများကြီးတင်ပါတယ်ရှင်ပြီးတော့ဆက်ပြီးတော့လည်းချစ်ပေးပါအောင်ပြောချင်ပါတယ်